ရစည်းဆုံးချုပ်မှုကကျောင်းဆောင်ပုံက26ဆောင်ရှိတယ်26ဆောင်ရှိတဲ့အထဲမှာကခုလုံးလုံးဖြည့်စည်းတာ၄ခုဒီမှာအဝင်ဝမှာကျောင်းတိုင်း၂တိုင်းဒီဘက်ပင်မဖြစ်တဲ့ရကိတဆိုတဲ့ကျောင်းဆောင်ကပြိုတယ်ပြိုတဲ့ဥစ္စာမိပြီးလည်းတော့ဓမ္မပါလာဆိုတဲ့ကျောင်းဆောင်မှာကလည်းပြိုသွားတယ်ခုမှကတို့ဒရိုင်လုံးသုံးဆွဲတဲ့ကလန်၄000ဆက်ရေစင်းကြီးတခုလည်းပြိုကျသွားတယ်ဒီနောက်မှာမင်းတို့ကခုကမမြတ်တော့ဘူးအဲကြောင့် မဟုတ်ဂူခဲဆိုရင်တော့မင်းတို့ငုံထိမ့်မှန်းနဲ့ဆိုရင်နိုင်စင်ကြီးတွေ့လိမ့်မယ်လို့ကျပါဗျာခုကနိုင်စင်ကြီးတော့ဘူးကဒီနတ်မှာအဲနိုင်စင်ကြီးရှိတယ်ကိုကတော့တပည့်တွေကပြန်ပြီးတော့တော့လှုပ်ကျင်တယ်လို့သူတို့ကတော့ပြန်လျှောက်တော့အေးကွာအများတန်ခါနဲ့တိုင်မဲပြီးတော့အထိမ့်မှန်းကြီးကတော့ရှိရဆရာတော်လေးလှုပ်ခဲ့တာသူကစဉ်းစားမှာပေါ်လို့ပြန်လှုပ်တဲ့လှုပ်မှာပေါ်လို့အဲ့ဒါပဲပြောတာအဲ့တော့လုံးလုံးကြိုးချမ်းပြည့်စည်ကလေးလေးဆောင်ရှိတယ် အဲ့ဒီမှာခုနည်းနည်းစေတူအတိမတ်ဘူးတရားဝင်စစ်ဆေးမှုလောက်ခံလိုက်တဲ့ကလေးဆောင်ကတော့ပြန်ပြီးတော့နေသင့်တယ်အဲ့လိုမျိုးသုံးရချက်အဲ့လိုဆိုလေးဆောင်လုံးလုံးပြန်စီ လေးဆောင်ကနေသင့်တယ်ဆိုတော့ကျန်တဲ့ကလေးကတော့ဝါရောင်စင်းတယ်ဝါရောင်စင်းဆိုတော့ကထပ်ပြီးစေးရမယ်တိတိကျကျပြန်ပြီးနေသင့်တာလားပြပြပြလို့ချင်းလောက်နဲ့ပြပြလို့ရမလဲဆိုတော့အဲ့လိုစင်းနေရှိတယ်အဲ့ဒါက ကျောင်းရှိရဲ့လက်ရှိပြင်ဆင်မှုအခြေအနေပေါ့။ဒါဘလောက်တန်ကျေးရှိတယ်ဗျာ။အဲ့တော့ငါတို့မလွတ်တတ်ဘူး။အဲ့တော့တို့ကကဲလက်ရှိချင်းတွေကအဲ့ဒါလို့ဒီကျောင်းဆောင်ကြီးတွေကမြင်းတန်မြင်းရတဲ့လို့လူနာပြောရင်တော့အတွင်းကြည်ကြီးနေတာပေါ့ကွာ။အတွင်းကြည်ကြီးနေဆိုပြတော့ဘယ်သူမှလက်ဒီပေါ်တက်ပြီးတော့ဟိုရဲရဲတဲ့နဲ့မနေရကြဘူး။မနေရကြဘူးဆိုတော့ကိုကအပြင်မှာပဲအဲ့ကလေးတွေလည်းမင်းတို့အပေါ်မနေနဲ့အာမမကန်နိုင်ဘူးဆိုတော့ကလေးတွေလည်းမနေရတော့ ရန်ကုန်ပြီငါတို့ကအခု3000နီးပါးနေတာဒီတက်ကသာကြသာတင်နိုင်ကအကုန်လုံးက3000နီးပါးနေတာအဲ့ဒီအရမှာအခုပြန်ကြပြန်ကြပြန်ရဆိုသူနီးစားအတွက်တော့နေပြရတယ်ရှောက်ယူသွားတော့ကျန်တာကတော့ခုနောက်ကတိတိကျစင်းကတော့300နဲ့တပါးကျန်တယ်နိုင်ကန်းတယ်ဆို300ကျော်350ရှိမှာပေါ့အဲ့ဒါတော့ပဲကျန်တော့တယ်အဲ့တော့ အရေးကြီးတဲ့စီရင်ချက်စီမံချက်ကငါတော့စပြီးထွက်ပြေးပြီး၂ရက်ကျော်၃ရက်ကလေးကလူကြီးတွေနဲ့တွေ့တဲ့အခါလည်းပြောတယ်။အိုးအိန္ဒိယကောင်စီဝင်ကအိန္ဒိယသမ္မတကြီးတွေလာတဲ့အခါလည်းပြောလိုက်တယ်။ပြောလေဘာသာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အရေးကြီးဆုံးကပညာရေးပဲ။ပညာပဲဖြစ်ဖြစ်တိုင်းပြည်တည်ဆောက်ပဲဖြစ်ဖြစ်အခွင့်အရေးတည်ဆောက်တည်ဆောက်ကျွတ်တန်းကားအခွင့်အရေးတည်ပညာရေး မြန့်သွားရင်အဲ့ဖွဲ့စည်းမြန့်သွားမှာတို့ဖွဲ့ခြေကနှစ်ချက်လို့ငါရှင်းပြအခြေကနှစ်ချက်မှာအဓိကပညာရေးနောက်တစ်ခါကျက်ကိုချင်းတရားအဲ့တကွ level နဲ့သွားနေပြီးတော့ပြိုင်းပြီးတော့ကောင်းနေမှာအဲ့ဖွဲ့စည်းကတိုးတက်မယ်တို့လို့ရှင်တပြည့်ပြည့်စုံသွားဒါကြောင့်ကျွတ်တို့ဒီသာသနာရဲ့အခြေခံဖြစ်တဲ့တရားဒီပညာရေးကိုအခြေပြည့်မသွားအောင်ဆောင်ရှားဖို့အရင်ကြည့်တယ်အဲ့ကြောင့်အဲ့စီပြည့်အောင်ဆောင်ရှားဖို့အရေးအတွက်မလုပ်ရမလို့ဆို ြောတော့ဒီဘွားမဝင်ခင်ဒီတကူတော်တို့ပြန်စုစည်းနေမို့ရေးချင်ပြန်စုစည်းနေအောင်ဆိုဒါအစ်တီပြန်လုပ်ပါဆိုလဲတော့ဘလုံးလုံးအဲ့တော့ငါမြင်နေရတကူလိဖန်တိပြပါဒါနဲ့တစ်ဆက်တစ်ဆက်တည်းဘုန်းကြီးချုပ်ကပြောသွားတယ်ဟိုကလက်ပေးတယ်ချောင်းပေးဘွားစစ်သွားလို့ရှိရင်အဲ့နဲ့မှသူလုပ်လို့ရတယ်အရင်ကတောင်းလို့ရမယ်နေရတယ်သူကပြောတာဒီလိုတောင်းအောင်ကန်နေတယ်အကဒမ်တို့တောင်းခဏပြည့်တင်ရအောင်တော့လုပ်ရနှစ်လလွယ်ကျုပ်ဆောက်လို့ပြီးစီရမှာအဲ့တော့မြင်းနေရပြန်မြန်သတ်မှတ်ပြီးဆောက်ပြီးပါလို့ကျုပ်ကမပြောဘူး မြင်းနေရရရင်ငါစောက်မှာဂျန်နေဥစ္စာငါနီးနေငါဟန်တယ်ဘာတို့သာသနာတကယ်ချစ်တဲ့တကားတွေရှိတယ်လေသာသနာချစ်တကယ်ချစ်တဲ့တကားတွေကဘူးလဲလမ်းပြောတဲ့လူရှိတယ်အဖုံးရတယ်မြင်းနေရသာရှားပြီးပြောလို့တောင်းယူပဲဆိုရတယ်ခုလျှောက်တာလည်းရှိတယ်တပည့်ကျောင်းသားဟောင်းတွေလည်းတောင်းယူတယ်အဲ့ဒါပြောချင်တာကလမ်းမဲ့စာသင်နစ်မှာစာသင်တိုင်းပြတ်သွားလို့မရဘူးအချိန်မဲ့သွားလို့မရဘူးဘယ်ဟိုရောက်ဒီအောင်နေ တို့ကြောင့်ဟိုတဲဝင်ဒီတဲဝင်ကိုဝင်ပြဿနာရှုပ်ဘူးဒူတက်ကိုမကြောက်ရတယ်ကွာအဲကြောင့်ပြန်တည်ဆောင်ဖို့အတွက်ငါနေုံလားပြည့်နေုံလားကုံလားဆိုရင်အစင်းသင်းပြည့်ရအဲ့တော့တကျအနေနဲ့ဒူဆံမွေးတယ်ပြင်တုံးကြီးဖြစ်တယ်ဆံမွေးပြည့်စည်သွားတယ်အဲ့နဲ့ငါမနာဖို့ကိုလှမ်းပြီးတော့ပြည့်ရတဲ့ဘုံသူနေအစည်းဝေးလှမ်းပင်ငါမလာနိုင်ဘူးငါလာငါတော့တောင်းလို့အစိုးတင်းမယ်လို့ဥစ္စာအတွက် တံပွဲလက်ရှိတံပွဲထမ်းဆောင်ရင်းနဲ့ရှင်းနေတဲ့ဘုန်းကြီးပြန်လွတ်လိုက်ပါနံပါတ်1နောက်နံပါတ်2အနေနဲ့အဲ့ဒီစာမူဘွဲပြန်ပြီးတော့ကျင်းပပေးရမယ်ရဲကူတော့တော့တင်းတော်တဲ့နေရာကျင်းညာမယ်လို့အငါဆုံပြုတယ်လို့အမဟိုဥက္ကရာဟောကျန်တဲ့အဖွဲ့ဝင်တွေရောအကုန်လုံးကနေပြီးတော့ဆွေးနွေးကြအဲ့အတီးပြုတ်လိုက်အဲ့အားကောင်းတယ်ရဲသူစာမူနဲ့ညွှန်မြောက်အောင်ပါလေကွာ ကလေးတွေဆိုတာဇာလို့အမှဇာနဲ့နေရမှာဇာမွဲအောင်မှာဖြစ်နေတာလေအဲ့နဲ့ဇေယုတ်ပြီးတော့ရောက်တဲ့ကံမှာကတော့ဖမ်းပြီးတော့နေရပေးရမှာညမနစ်စာတင်းနေမှာငါပုံစံမပြည့်လို့ကျအဲ့ဒါငါရဲ့စီမံချက်ကျန်တဲ့သာသနာ့တိုင်းတွေလည်းငါလည်းတိုက်တွန်းတယ်ဒါလို့ရှိရင်သာသနာ့တိုင်းတွေလို့ရတဲ့နေရာတွေရှိရဲ့ချစ်လောက်ဇေယုတ်ကြပါချစ်လောက်ဇေယုတ်ကြပါနော်ဇေယုတ်ပြီးတော့တန်ခါရရသမျှလက်ခံပေးကြပါအဲ့လိုလက်ခံပေးပြီးတော့ဒီသာသနာ့ပြည့်တဲ့အခြေခံကြီးကို ြည့်မသွားအောင်ထိမ့်သိမ့်ပေးကြပါလို့ငါကျန်တဲ့စာတိုက်တယ်လေပြောချင်တယ်။ကြားပြပြောချင်တော့ကွာဒုသာသနာဘုရားကရံဖြစ်ဖို့ထားခဲ့တဲ့သာသနာမဟုတ်ဘူးကတရားအထုတ်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ဇာကျက်တဲ့ဇာကျက်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ငြိမ်းချမ်းမှုပဲဖြစ်ပါစေဟုတ်ပြီလားအားကြောင့်လို့သာသနာပို့ပြီးတည်တည်ကောင်းအားလုံးငြိမ်းချမ်းနဲ့ငြိမ်းချမ်းနဲ့ဇာလည်းတင်ကြမယ် ဘုရားလည်းအားထုတ်ကြမယ်ဝိဇ္ဇာနဲ့သရဏတွဲသွားကြပါလို့ငါပြောချင်တယ်မင်းတို့အတွက်လည်းလက်ဆောင်ဖို့ဟုတ်ပြီလားအဲကျန်တာဗာမေးမလဲပြောဟုတ်ပါဗျာဒီငလင်းကြောင့်ဝါဖျားဒီမှာရှိတဲ့တန်ခါတော်တွေကဟိုဘာသာမြန်ဆက်ဆင်းကြပါလေဗျာကျောင်းတွင်းကကောင်းကောင်းလိုက်တာပြင်စည်းတာတဘာမှမရှိဘူးကျောင်းတွင်းမှာခုနအစာဦးပြည့်သွားတာဆိုပထမပြည့်ဆိုရင်တော့တင်ကားစစ်တော်ပြုတ်တော်မှာအဲမရှိတဲ့ကုတော်ပြည့်စင်ညာ ်ချင်းရသွားရင်လမ်းပေါ်လဲအကုန်လုံးရအောင်နောက်ကျေးဆိုတော့နောက်တစ်ခါကျမှပြူသွားတာဒီတဲ့မှာပြက်စီးတာမရှိဘူးသို့တော်ခုနမှ35 84 86ဘုလားသိမ့်ပိမ့်မှာဇာပြေတန်းနဲ့အဲပြေပြူတဲ့ဇာပြေတန်းနဲ့မှာငါကြောင့်ကိုယ်တော်ညားတယ်ကွာအဲ့တည်းကနေပြီးမှ20နဲ့တပါပြန်လို့မှုကဇာပြေဒါနမှာပြန်လို့မှုတဲ့တည်းကဒီတိုင်းတည်းက20နဲ့တပါပါသွားဒီကဒီကြောင်းဆိုလည်းပါတယ်ငနာကြောင်းနှစ်ကြောင်းလုံးပါတယ် အဲ့လိုမျိုးနဲ့ပြင်စည်းတာ20နဲ့တပန်းဒီတိုက်ထဲမှာတော့အပြည့်စည်းလုံးဝမရှိတင်ပါဗျာအဲ့လိုအဲ့လိုမျိုးတင်ပါဗျာဆိုတော့ဒါကတော့နောက်ဆုံးနောက်ဆုံးဒီလေးကွန်းဟောပါဗျာအဲဒီအခုကကြတော့ဟိုအကောလုံးနီးပါးလောက်ကအဝိုင်းအောင်အဆင့်ဖြစ်နေတာဟုတ်လေဟဲ့ဆိုတော့ကြတော့အဲနောင်နောင်နှစ်နဲ့ပတ်သက်ပြီးတော့ဗျာနောင်နှစ်ရှင်နဲ့ပတ်သက်ပြီးတော့အရှင်ဖျောင်းနဲ့ဘယ်လိုများတွေးထားတာမျိုးရှိပါလဲဗျာမစိုးရင်တိုင်းမစိုးရင်တိုင်းဒီမှာစာဦးတွေကအစံနာရကတွေအကောလုံးရဲ့စုံကြီးစုဝေးဆုံးဖြတ်ချက်နဲ့ပုံစံနေ တင်းတော်တဲ့ရှိခင်းနဲ့လျော်ညီတဲ့ပုံစံတွေကိုအနိုင်ကအဖွဲ့အားလုံးရဲ့သဘောတူလူညီဆုံးမြတ်ချက်ကြားမယ်။နိုင်ကအုပ်အားလုံးသဘောတူမှဆက်ပြီးလုပ်ခွင့်ပေးမယ်။ကိုတို့ကတော့ဘလောက်လူနိုင်လဲဆိုလဲလက်ခံပေါ့ကွာ။အားချက်ခက်ကလာခြင်းတွေရတော့မနေရလဲမြေကြီးပေါ်ပဲနေတော့မယ်။ခက်ကလာခြင်းတွေနိုင်ကအားလုံးသူက26ပါအုပ်ချုပ်တာဒီအကြောင်းတိုင်းကဒုသာတကယ်ကနာတာစားပဲ။ ရှင်းတော့ကလက်စုမင်းနေအုပ်ချုပ်တယ်လို့ပဲကနရသာပဲဒီအဖွဲလိုက်သုံးပြချက်နဲ့ဒီပြူတယ်အလုံးလို့တာလဲအဖွဲလည်းလို့တာငါခကြီးသွားလို့ဘာမှမဖြစ်ဘူးကြံတဲ့ကြံတဲ့ပုံပေါ်တွေဆက်လို့ဒုတိယဘုံကြီးနောက်တစ်ပတ်သက်သွားအောင်ခကြီးသွားကြံတဲ့ဘုံကြီးတွေအဖွဲစီလိုက်အဲ့ဒီတော့တတ်စစ်တတ်စစ်သူ့ဟာသူအမိန်ပြီးပြီးသားအထူးအမိန်ပေးစရာမရှိဘဲနဲ့အဲ့ဒီအုပ်ချုပ်သွားတာ26ပါရှိတယ်ဒီကြောင့်ဘင်းဝန်သားရှိမှ ရမ်းမနာရကဖြစ်တာလေတင်ပါဗျဒါကြောင့်မလို့နောင်မှလည်းမောင်ရင်ပြောတယ်ကတော့ငါစာဟုတွေပါလေချိုးစရာကြီးဖြိုးပြမယ်ကျွန်ပြောမယ်စဉ်းစားပြောပြမယ်အဲဒီစာကိုနိုင်ကဖို့အဆုံးဖြတ်ချက်ချပြီးဒီကဘလို့စာလုံးမယ်အကုန်လုံးသဘောတူညီချက်နဲ့ပဲဆက်ပြီးတော့လှုပ်သွားရင်ရှေ့မှာကြတော့နေသမျှပုံကိုယ်တွေလည်းကျန်းသက်သက်နဲ့သန္ဒနာရေးရေးတို့ထိမ့်သိမ့်မှု ဒါကြီးရောကျက်ပဲတင်ပါဗျာအေးဘုန်းတော်ဒီမှာကျတော့ညဘက်ချင်းတော့ဘယ်နှမှာကျင်းရလဲဘုတော်ကမြေကြီးပေါ်ဟိုဘက်ကျောင်းထဲမှာသူတော့တဲလေးတွေလုံတာတယ်ဟိုဘက်ဒါတို့ကျောင်းထဲအပြင်ဘက်ကဘက်ကျောင်းထဲမှာတော့မြန်မြန်နေကြတယ်အခုကနေတော့နန္ဒတော်ပြောမယ်တင်ပါဗျာအဲ့ဒီခုနကလုံလောဆယ်နှစ်လအတွင်းစီမံချက်ဆိုတဲ့ဥစ္စာမှာငါကတော့ဘုတော်ဝင်းကျုပ်လည်းပြောတာလေကျန်တဲ့ဆိုင်ရဆိုင်ရလည်းပုံကိုအကူညီတောင်းတာပေါ့တင်ပါဗျာမြေလေးရအောင်လို့ပါဆိုတော့တောင်းမနဲ့မှာမြေလေးတကွနေကတော့ကတ်နေတာရှိတယ်ပေါ့တင်ပါဗျာ အမြင်ကနဲ့နေကလေးကိုငှပါလို့၄၅နှစ်လောက်ရလို့ရှိရင်ငါတို့အပိုင်မယူပါဘူးအဲ့တည်းမှာဆိုရင်တတိတွေနဲ့တဲတန်းကြီးတို့မှာခုကပုံဆွဲပြီးပြီးငါမြေမြာသေးလို့ပေ50ပေတရားတထဆောင်မလားတထဆောင်မလားအစီမေးပါတွက်ခိုင်းတာတဲ့အခုကမန်းကျင်သိ2000ကျော်ပေါ့သိ2000ကျော်ဆိုရင်နှစ်တက်ကျော်ကျော်ရမနှစ်တက်လောက်ရမှာပေါ့အဲ့ဒါအပေါ်တက်ဟောတာစာချအောက်တက်တန်ခါနေ့ ဆယ်ဆောင်လောက်ငါထိုးကြလိုက်မလို့ဒီမှာအင်ဂျင်နီယာနဲ့ဆွဲထားတယ်ဒီနေ့ဒီနေ့ငွေကြေးတွက်တာမပြီးသူတွက်ခိုင်းတာလေနှစ်တက်ပဲငွေတွက်လိုက်ပါကွာလို့ပြောတာအဲ့လိုလုံးလိုက်ရဲ့ငါတော့ပြောတယ်ဟိုတင်းတဲ့လေရှေဝင်းတို့ပါလို့ပြောတယ်ရှေဝင်းပါအဲ့ဒီသူတို့နဲ့လည်းဒီမှာသူတို့အဆောင်ကြီးတွေကိုလမ်းနေပါလေဟိုဘာတော့ကြောက်စိမ့်ပြန်နားမှာ ပေ400 600လောက်ဇောင်းကြီးတို့ပြောတယ်ငါတော့မသိဟာကြီးကြီးလိုက်လားလို့အဲဇောင်းကြီးတွေလင်းကားဇောင်းကြီးတွေလည်းကြွန့်နေပါတဲ့လာပါတဲ့သူအင်တာယူကမှလုံမဲ့တဲ့ဩဂုလာဒီရောဇာတော့တောင်းယူမဲ့တဲ့ဟာမင်းတို့ကတောင်းယူတာပြေခဏငါငါတို့ဘာသွားလုံမှာတော့လို့ငါတော့မလန်နိုင်ဘူးကလို့ဂျန်နဲ့လူတဲတုံးပေးလိုက်မယ်လို့အတန်းနဲ့နောက်ကျဖြစ်နေတာလုတ်ပါကွာလို့ငါတို့အဆောင်တွေပါဆောင်မယ်ဆိုမင်းတို့ကန်တိုက်တယ်လာပြီးတော့ဝိုင်းဆောက်ပေးသမှာလို့ငါပါဇန်ဆိုင်မင်းတို့ကဝိုင်းဆောက်ပေး အဲ့လိုအစဉ်ပြေမှာပေါ့လို့သူတို့တော့ပြောလွက်လိုက်တယ်မှန်ပါဗျာလို့ရရွက်ချက်သဘောပေါက်ပြီလားမှန်ပါဗျာပေါက်ပါပြီဗျာသာသနာအပြည့်မခံနိုင်ဘူးတင်ပါဗျာအဓိကအပြည့်သာသနာတွေပြည့်ရင်မင်းတို့လည်းသာသနာပြည့်ပြီတင်ပါဗျာဟုတ်ပါသာသနာ့ကိုယ်ရင်မင်းတို့သာသနာကိုယ်ပြီတင်ပါဗျာအဲဒါကြောင့်ဝိုင်းထိန်ကြပါအားလုံးတင်ပါဗျာတာဝန်ရှိတယ်တင်ပါဗျာကိုရဟန်းနေမှာအဓိကတာဝန်ရှိတယ်တင်ပါဗျာတက္ကသိုလ်အတွက်ပြည့်ပြီးတော့အကုန်လုံးတာဝန်ရှိတယ်တင်ပါဗျာတရားသိသာသနာမပြည့်စင်နဲ့တင်ပါဗျာတင်ပါဗျာအဲဝိုင်းထိန်တင်ပါဗျာရန်နေနေရလဲအားပေး Te no?